မ်းမတော်မူကြပါသားရှင်ခရစ်နှစ်2025မေလ2ရက်နေ့အတွက်မွလီဝတာခမ်းမင်းချက်တွေကိုတက်ဆက်ပေးပါတော့မယ်ကျမတို့မြတ်သူသူကိုပါကမ္ဘာ့ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုတွေတိတ်တိတ်တိတ်မှတည်ထူတတ်နေပါဗျ။ဒီနေ့ညနေတိမိုးလေဝသခမဲကျဲနေလဲကတော့ရေကုန်းတိုင်းဒေသကြီးအရာဝေတန်းဒေသကြီးတို့တွေနေရာကျဲကျဲ တင်းနိုင်တန်ဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစစ်စိမ့်နဲ့စံတိုင်းနာစီနေပြည်နယ်တို့တွင်နေရာနယ်ပြားမိုးထချုံရွာပြီးမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့တွင်နေရာခွဲရမှုကြီးနိုင်ကရွာရံတို့ပင်ဖြစ်ပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းတင်းတင်းရှိနေကလှိုင်းမြင်မာတော့မြမကရင်တချောင်းနဲ့ကမ်းလို့ပင်လယ်ပြင်တို့တွင်ငါးပင်မှာရှိပေကန်ရှိနေပါတယ်။မြပြန့်တွဲမူလီဝတာခမဲစဲအနေနဲ့ကတော့ နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ဝွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့နေရာကျကျမှနေရာဆက်ဆက်မုတ်ထွေချော်ရောက်နိုင်ပါတယ်ရှင်။